ဒီနေ့ဗီဒီယိုလေးကတော့ဖားကြောက်တဲ့လူတွေကြော်သွားဖို့မြတ်တရရခံချင်ပါတယ်ကျွန်တော်ချက်ပြမှာကကြတော့ကျွန်တော်တို့တောစတိုင်ကျွန်တော်တို့လေဖားကြော်ပါ ဒါကကျွန်တော်ဈေးကဝယ်လာတဲ့ဖားလုတ်ပြီးသားဖားတွေပါအရှင်မဟုတ်ပါဘူးဒါကိုကျွန်တော်ကတော့အရေကွန်ချွတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရင်းနှွေးပူပူတွေမှာတမနှစ်ကြကြော်လေးပေါ့နော်ဒီလိုမျိုးလေးဟိုဘယ်ဘယ်လက်ပန်းညာဘက်လေးအရေကွန်ချွတ်လို့ရတဲ့အနေအထားတွေကိုကျွန်တော်တို့လုပ်တယ်ပေါ့နော်ဒီကြွက်တွေဆိုလို့ရှိရင်လည်းဒီလိုပဲရင်းနှွေးဖျော်ပြီးတော့ဒီလိုမျိုးပဲအရေကွန်ချွတ်ကြပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဖားတွေကိုပေါ့နော်ဒါဆိုအရေကွန်ချွတ်လိုက်ပြီဒါကအရေကွန်ချွတ်လိုက်တဲ့အနေအထားပါတချို့တွေကကြတော့ကျွန်တော်တို့ဒီဖားတွေကိုကျွန်တော်တို့กินလိုက်တယ်ပေါ့နော်အရေကွန်မချွတ်ဘဲနဲ့กินပြီးချက်ကြတာတွေရှိတယ်ကျွန်တော်ကတော့အရေကွန်မစားတဲ့အတွက်ကြောင့်မလို့ ဒီရေကုန်ချွတ်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ဒီဖားရက်ဒီခြေတွေလက်တွေဘောတော့မယူပါဘူးဒါတွေကိုဖယ်ထုတ်လိုက်ပါမယ်ပြီးရင်တော့အနေတော်အတုံးလေးတွေဖြစ်အောင်တုံးပါမယ်ကျွန်တော်တို့ဒီမွေးမြူရေးဖားတွေကကြာတော့ကျွန်တော်တို့ဒီအသားလည်းများတယ်ဘောတော့တေချာလေးမွေးမြူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အကောင်လည်းကြီးသလိုဟိုပို့ပြီးတော့လဲစားကောင်းတယ်ကျွန်တော်တို့လဲဖားတွေလည်းကောင်းတယ်ဘောတော့ဒါတော်နဲ့တွေမှာဆိုလို့ရှိရင်ဒီဖားတွေကိုတိတ်မတွေးရတော့ဘူးမွေးမြူရေးမှာပဲရတော့တယ်ဘောတော့ ြီးရင်စနွေမုတ်အနေငယ်ထဲပါမယ်ပြီးရင်အချိုမုတ်ရဲ့စားရဲ့ထဲပါမယ်စိမ့်စံကပိကိုကတော့ကျွန်တော်တို့မကြီးစည်လုံခံမဲ့ထဲပါမယ်ခင်ဗျာအရင်များလို့ရှိရင်လည်းမကောင်းဘူးပေါ့နော်ဒါကတော့ရာသာလေးလေးပြပင်လေးဖြစ်အောင်လို့စိမ့်စံကပိလေးထဲငင်းနေလိုက်တာပါတချို့ကြတော့လည်းမထဲပါဘူးပြီးလို့ရှိရင်တော့ခဏလေးထားထားလိုက်ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့တောမှချက်လို့ရှိရင်ကျွန်တော်တို့တငါငရုတ်ကတော့မပါမဖြစ်ပေါ့နော်ဒီဖားတို့ငရှင်တို့ချက်ရင်ဒီအရွက်လေးကမပါမဖြစ်ပါသူ့ကိုလည်းအနေတော့အပိုင်းလေးတွေပိုင်ထားပါမယ် သူကကြတော့အနက်နည်းနည်းလေးစူးတယ်ပြီးရင်ကျွန်တော်တို့ချင်းချင်းဆက်ဆက်လေးမြုပ်ကောင်းလေးတွေနဲ့ချမ်းရင်ပို့ပြီးတော့ live ဖတ်ပါတယ်ပြီးလို့ရှိရင်တော့နာနာမင်းပေါ့နော်နာနာမင်းကိုလည်းဒီလိုအနေထားလေးတွေပိုင်းထားလိုက်ပါမယ်ခင်ဗျာဒီရွက်နှမျိုးနဲ့တင်ကျွန်တော်တို့တော်တော်အဆင်ပြေနေပါပြီဒါဆိုရင်ဖားကြော်နဲ့အရန် live ဖတ်ပါတယ် ပြီးလို့ရှိရင်တော့ကျွန်တော်တို့ငရုတ်တီကျက်သွန်ပြူကျက်သွန်နီလေးထောင်းထားတာလေးကိုကျွန်တော်တို့စီမမြလေးနဲ့စီတတ်ပါမယ်။တချို့ကတော့ကျွန်တော်တို့ဒီဖားကိုကြော်ပြီးတော့မှချက်ကြရပါတော့เนาะကြော်ပြီးချက်လို့ရှိရင်ဒါကြတော့ကျွန်တော်တို့ဒီကြော်တဲ့အနံ့လေးဆိုလို့ရှိရင်ဖားရဲ့ညီနံ့လေးရတယ်နဲ့ပျောက်သွားတယ်။ဆိုတော့ကျွန်တော်ကတော့မကြော်တော့ဘူးမကြော်ဘဲနဲ့ကိုကျွန်တော်တို့ဒီ ီစီမဲများလေးထည့်ထားတယ်ဒီစီထဲမှာပဲကျွန်တော်ဖားကိုထည့်ပြီးလို့ရှိရင်ရေလုံးဝမထည့်ပဲနဲ့ဒီကျွန်တော်ဒီစီပူပူနဲ့ပဲကျွန်တော်တို့ကြော်ထားတဲ့ပုံစံလေးဖြစ်သွားအောင်ပေါ့နော်ဖားကိုမမာလေးဖြစ်သွားအောင်ဒီစီပူပူနဲ့ပဲလှိမ့်ပါတယ်ခင်ဗျာကျွန်တော်တို့ရွာတွေမှာဆိုလို့ရှိရင်ဖားတွေပဲဖြစ်ဖြစ်ကြွက်တွေပဲဖြစ်ဖြစ်တချို့ကြတော့กินပြီးတော့ချက်ကြတယ်တချို့ကကြတော့ကြော်ပြီးတော့ချက်ကြတယ်တချို့ကြတော့ဒီအစိမ့်အတိုင်းကိုပဲအရသာလေးလုံပြီးတော့ချက်ကြတယ်ပေါ့နော်ဒါကတော့မိမိစိတ်တိုင်းကြမိမိကြိုက်တယ်လို့ချက်လို့ရပါတယ်ကြော်ပြီးချက်လဲစားလို့ကောင်းတယ်ပေါ့နော်တချို့ကတော့ကြတော့ ကျော်ပြီးချက်တဲ့အခါမှာအရသာမမလေးနဲ့ကျွန်တော်အသားမမလေးနဲ့ပေါ့နော်ဟိုပူပြီးစားကောင်းတယ်လို့ထင်ကြရတယ်အသားလေးလည်းပေါ့နော်ပျော်စစ်စီမဖြစ်နေပဲနဲ့မာသွားအောင်လို့ကျွန်တော်ကတော့ဒီစီထဲမှာပဲဒီ7မိနစ်15မိနစ်လောက်ပေါ့နော်ရေမထည့်ပဲနဲ့ကျွန်တော်ဒီစီထဲမှာပဲလှိပ်ပါတယ်ပြီးလို့ရှိရင်တော့ဒီဟာကြော်လေးအသားလေးလည်းကျက်လောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ခုနကတီးထားတယ်နနံပင်နဲ့ကျွန်တော်တို့တန်ခါငရုတ်ကိုထည့်ပြီးတော့မှုလိုက်ပါမယ် ဒါကိုထည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာစီဘလောက်များများပေါ့နော်ဒီအရွက်တွေကစီပါဆုံးသွားတဲ့အတွက်ကြောင့်မို့လို့စီကတော့ဟိုခန်းသွားတယ်ပေါ့နော်ခန်းသွားတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့အိုမကတ်အောင်တော့သတိထားပြီးတော့မီးအေးအေးလေးနဲ့ချက်ဖို့လိုပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတန်ငါငယုံနဲ့ဒီနနံမင်းလေးပါသွားပြီဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနံ့ကလည်းမှွေးသွားပြီပေါ့နော်ပြီးလို့ရှိရင်ငါကြတော့ကျွန်တော်တို့ဒီတောမှဆိုလို့ရှိရင်တောစာတွေချက်လို့ရှိရင်ကျွန်တော်တို့ငရုတ်ကောင်ထည့်ကြတာများတယ်ဒီငရှင်းနေဆိုလို့ရှိရင်လည်းငရုတ်ကောင်နဲ့အရန်ကိုမှလိုက်ဖက်ပါတယ် ဖားဆိုလို့ရှိရင်လည်းကျွန်တော်ငရုတ်ကောင်ထဲလိုက်ရင်အနဲ့မမွေးလေးနဲ့ကိုဒါကျွန်တော်တို့တောကလူတွေရဲ့အကြိုက်ပေါ့နော်အကြိုက်လည်းဖြစ်တယ်လို့ဒီရာသီစာလေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါငရုတ်ကောင်လည်းထဲလိုက်ပြီးဆိုအနံ့လေးကလည်းမွေးသွားပါပြီပြီးလို့ရှိရင်တော့ကျွန်တော်ကတော့ရေအနှဲငယ်ထည့်ပြီးတော့အဖုံလေးခဏဖုံးထားပါမယ်ဖားသားလေးကတော့မမာလေးနဲ့ကိုတော်တော်မှအဆင်ပြေနေပါပြီပြီးလို့ရှိရင်တော့တချို့ကြတော့မယမ်းပြားထည့်ပါတယ်ကျွန်တော်မှကတော့ဒီတည့်ရပြားပဲရှိတယ်တို့ကြောင့်မလို့တည့်ရပြားကြောက်လေးထည့်လိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့ချင်းချင်းဆက်ဆက်လေးနဲ့ကျွန်တော်ဖားကြော်ရပါခင်ဗျာ